အရှင်ဖရာဒီခေတ်ကြီးထဲမှာယဟန်တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါများပေမဲ့ယဟန်တာဖြစ်ဖို့မလွယ်ဘူးလို့တကြည်တော်ယူဆပါတယ်အမားပါရင်ခွင့်လွတ်ပါအရှင်ဖရာအရှင်ဖရာဒီခေတ်ကြီးထဲမှာယဟန်တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါများပေမဲ့ ယဟန္တာဖြစ်ဖို့မလွယ်ဘူးလို့တတိတော်ယူဆပါတယ်အမားပါရင်ခွင့်လွှတ်ပါအရှင်ဖရာတဲ့ယဟန္တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင့်ပုဂ္ဂိုလ်ပဲဖြစ်စီသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စီကိလေသာအပိတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန္တာပဲဖြစ်ပါတယ်ဒီခေတ်ကြီးထဲမှာယဟန္တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဘုရားဟောကြားထားတဲ့မက်ပြင်ရှိပါအကျင့်ရတရားရှိနေသေးသေး၍ ထိုမက္ကင်ရှင်ပါအကျင့်ညက်တရားကိုကျင့်သုံးလိုက်လာတဲ့သူတွေရှိနေသေးတယ်၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ်။ဒီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မက္ကင်ရှင်ပါအကျင့်ညက်တရားတွေလည်းရှိနေသေးတယ်လို့ထိုမက္ကင်ရှင်ပါအကျင့်ညက်တရားကိုလိုက်လာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာရှိနေနိုင်ပါသေးတယ်နော်။သို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ပေါ်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့်ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါလေ။ နားလည်ပါစေနော်ကိုကပြုတ်လို့ဖန်တီးထားတဲ့ရုပ်ထုကိုဘာလို့ကိုးကွယ်ခြင်းကြတာလဲဖုန်ကြီးမသိလို့ပါတဲ့ဦးစင်းတို့ကရုပ်ထုကိုပြုတ်လို့ဖန်တီးပြီးကိုးကွယ်တာမဟုတ်ဘူးနော်နတ်ပိုင်ရှင်ရဲ့အိမ်မှာမိဘနှစ်ပါးရဲ့တပ်ပုံပို့မဟုတ်မိဘနှစ်ပါးရဲ့ရုပ်ထုရှိမယ်ဆိုပါစို့အဲ့ဒါတွေဟာနတ်ပိုင်ရှင်ရဲ့မိဘအစ်စ်တွေမဟုတ်ပါဘူးနော်အယုတ်တွေပဲဖြစ်ပါတယ် သို့တော်လည်းပဲအဲ့ဒီဓာတ်ပုံအဲ့ဒီရုပ်ထုတွေကို မြင်လိုက်တဲ့အခါမှာဩအမိပါနှစ်ပါးရှိစဉ်တို့ကဒီလိုပါပဲလားဆိုပြီးအပြိဝင်သွားပါတယ်နော်ဆိုလိုတာကဓာတ်ပုံသို့မဟုတ်ရုပ်ထုကိုမြင်လိုက်တာ ਨੇ မိပါနှစ်ပါးကိုတန်ပြီးတရိယာသွားတယ်အဲ့ဒီလိုပဲဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖရားရုပ်ထုကိုကိုးကွယ်တယ်ဆိုတာဟာရုပ်ထုကိုမြင်လိုက်တာ ਨੇ ဖရားကိုတရိယာပြီးတော့ဩဖရားရှင်များရှိမယ်ဆိုရင် ဒီလိုပုံစံမျိုးပဲဖះရှင်ရဲ့ဂုံတော်တွေဟာလည်းပဲအမတန်ကြီးညိုစရာကောင်းတယ်ဆိုပြီးတော့ဖះရှင်ရဲ့ဂုံတော်တွေဖះရှင်ရဲ့ပုံရိပ်တွေကိုတတိယသွားအောင်လို့ရုပ်ထုကိုထားတာဖြစ်တယ်နော်ရုပ်ထုတသက်ကိုးကွယ်တာမဟုတ်ဘူးနားလည်အောင်ပြောရမယ်ဆိုရင်တော့ပုံတော်ကနေတဆင့်ဂုံတော်ကိုမှန်ပြီးကိုးကွယ်တာဖြစ်တယ်နားလည်ပါစေနော် ်အင်းကြီးမှာပြိဿသမုပ္ပါဇဝိုင်းကိုစတေကာလုပ်ပြီးဝတ်ထားတာနော်လွန်ခဲ့တဲ့၈နှစ်လောက်တုန်းကရန်ကုန်မြို့မှာဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာခြားဆိုင်ဖြစ်တဲ့မိခလာသိန်းဆိုတဲ့ဆိုင်ကရွှေတဂုံပုံနဲ့ကြိုက်တိယိုးပုံပါတဲ့လုံချီတွေကိုရောင်းချပါတယ်အဲ့ဒါကိုအစိုးရသိတဲ့အခါမှာအဲ့ဒီဆိုင်ပိုင်ရှင်တွေကိုဖမ်းဆီးပြီးဆိုင်ကိုပါသိမ်းလိုက်ပါတယ်ကြံခဲ့တဲ့နှစ်တုန်းကလည်းပဲ ဒီဘုံပြန်ဘုံနဲ့စီမီပုံတွေပါတဲ့ဒုံချီတွေကိုရောင်းချတဲ့အတွက်အဲ့ဒီရောင်းချတဲ့တကားကိုဖန်ဆီးလိုက်ပါတယ်အခုလဲလာပြန်ပြီเนาะအဲ့ဒီပရိစ္ဆသမုပ္ပါဇဝိုင်းမှာပါတဲ့စာသားတွေဟာပုံပန်း40စာသားတွေမဟုတ်ဘူးမြတ်စွာဘုရားရဲ့ရွှေနှုတ်တော်ကနေထုတ်ထုတ်ပြီးဟောထားတဲ့တရားတော်တွေအဲ့ဒီလိုမြတ်စွာဘုရားရဲ့ရွှေနှုတ်တော်ကနေထုတ်ထုတ်ပြီးဟောထားတဲ့တရားတော်တွေကိုမလိုအပ်တဲ့နေရာမှာခပ်ပေါ့ပေါ့အသုံးပြုခြင်းဟာ မြတ်စွာဘုရားရဲ့တရားတော်တွေကိုစော်ကားတာဖြစ်တယ်။တရားတော်ကိုစော်ကားတာဟာဓမ္မန္တရထိုက်တတ်တယ်နော်။နောက်ပြီးတော့မိမိကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်မိမိရဲ့ဘာသာတရားအစုံအမကိုမိမိကိုယ်တိုင်ကလေးစားပြရမှာ။မိမိကိုယ်တိုင်ကမိမိရဲ့ဘာသာတရားအစုံအမကိုမလေးမစားလုပ်မယ်ဆိုရင်တခြားဘာသာဝင်တွေကလုပ်ဖို့ဝင်မလေးဘူးနော်။ဒါကြောင့်ထုတ်လုပ်တဲ့စိုင်းတွေကလည်းမထုတ်လုပ်သင့်တယ်လို့ ဝတ်တဲ့သူတွေကလည်းမဝတ်သင့်ဘူးအဲ့ဒါလေးကိုတော့အထူးသတိထားပါလို့ပြောကြင်ပါတယ်အရှင်ကောဝိဒတ်တော်1173နှစ်ကျော်မှန်ပါသလားဖေယျ ခုခေတ်လူငယ်တွေသိအောင်ရှင်းပြပေးပါဖရာတဲ့30တပုံမှာမြက်စွာဖရာကအမြင့်မြတ်ဆုံးဖြစ်ပါတယ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြက်စွာဖရာတော်မှာအာယုကထက်ကျော်လွန်ပြီးမနေပါဘူးเนาะလူတို့ရဲ့တတန်း၅ဘုံထဲက၄ဘုံသာနေပြီးပြိဋိဘံပြုတော်မူပါတယ်အခုပွင့်သွားတဲ့ဥဒင်းတို့ရဲ့ဂေါရမမြက်စွာဖရာဟာ လူတို့ရဲ့တတန်းပရာတန်းမှာပွင့်တဲ့ဖရာဖြစ်ပါတယ်အဲ့ဒီလိုလူတို့ရဲ့တတန်းတရာတန်းမှာပွင့်တဲ့ဖရာဖြစ်တဲ့အတွက်လူတို့ရဲ့တတန်း၅ဘုံထဲက၄ဘုံဖြစ်တဲ့တတ်တော်80သာနေပြီးပြိဋိဘံပြုတော်မူသွားပါတယ်လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့ဖရာရှင်တော်မှာတဘာဝကိုကြော်လွန်ပြီးတတန်းရှိအောင်မနေသေးရင်ဘယ်လိုပုံကူမျိုးကတဘာဝကိုကြော်လွန်ပြီးတတန်းရှိအောင်နေနိုင်ပါလဲ။ စဉ်းစားကြည့်ကြပါเนาะဒါကြောင့်တက်တော်1113နှစ်ဆိုတာမဟုတ်ဘူးလို့မှတ်သားထားကြရမှာဖြစ်ပါတယ်ဖရာတရားကိုဖြည့်စည်တဲ့သူတို့ချို့ရှိနေပါတယ်အဆုံးထိပြီးခိုင်ရင်လူညံ့ဖြစ်သွားမယ်လို့ဘုရားကမျိုးကုန်ပြန်ထုတ်ရင်ဘယ်လိုပြန်ဖြေရှင်းမလဲဖရာတဲ့ဖြည့်စည်စော်ကားလာခမအားလုံးကို ပြီးခံခြင်းဆိုတဲ့ခေါင်းစဉ်တက်ပြီးရင်လေရမယ်လို့ဖះကဘုံတွေမဟောပါဘူးเนาะတုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုတုတ်ပြန်ရမယ်လို့ဖះကဟောပါတယ်ဒီကနိကေမြမကာလတုံးမှာจิตသားတို့ဖះတရားတန်ကယရနာ၃ပါးကိုစောကားပုတ်ခတ်တဲ့ဇာတ်မျိုးပြောလာပြီဆိုရင်ဒီအကြောင်းကြောင့်လဲမဟုတ်ဒီအကြောင်းကြောင့်လဲမှန်မှန်ဒီအပြစ်ဒီမတို့၌အထင်ရှားမရှိဘူး ပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားတော်မူထားပါတယ်။ဒါအပြင်တိဋ္ဌိတွေကဖျားကိုတကူပြိုင်ဖို့စင်ခေါ်တဲ့နေရာမှာလည်းပဲဖျားရှင်ကတိခန့်ခြင်းဆိုတဲ့ခေါင်းစဉ်တက်ပြီးနေမနေခဲ့ပါဘူး။နော်။တိဋ္ဌိတွေကိုတကူထွက်ပြိုင်ပြီးသုံးမတော်မူခဲ့ပါတယ်။အဲ့ဒါတွေကိုကြည်တော်အားဖြင့်ဖျားရှင်ဟာတိခန့်တဲ့တိခန့်ထိုက်တဲ့အရာကိုတိခန့်ပြီး တုတ်ပြန်တဲ့တုတ်ပြန်ထိုက်တဲ့အရာကိုတုတ်ပြန်တယ်ဆိုတာသင်ရှားပါတယ်။ဒါကြောင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာလည်းပဲဖျားထုံနှလုံးမူပြီးပြီးခံတဲ့ပြီးခံထိုက်တဲ့အရာကိုသာပြီးခံ၍ပြီးမခံတဲ့ပြီးမခံထိုက်တဲ့အရာကိုတုတ်ပြန်ရမှာဖြစ်ပါတယ်။တုတ်ပြန်တယ်ဆိုတဲ့နေရာမှာလည်းပဲသောတာအလျောက်ဒုဒ္ဓလက်နဲ့တုတ်ပြန်ဖို့ပြောတာမဟုတ်ပါဘူးเนาะဓမ္မနဲ့အညီတုတ်ပြန်ဖို့ကိုပြောတာဖြစ်ပါတယ်နားလည်ပါစီ ှင်ဖရာဥမတောက်မတီလာစောင့်နိုင်မှာလားတီလာစောင့်မှဥမတောက်မှာဖရာတပည့်တော်တိတာကတော့ဥမတောက်မှတီလာစောင့်နိုင်မယ်ဆိုတာကိုပဲတိတာပါဖရာတဲ့ဥမတောက်မှတီလာစောင့်နိုင်မယ်ဆိုတဲ့စကားကကုသိုလ်လုပ်ရမှာကိုပြင်းတဲ့သူတွေပြောတဲ့စကားဖြစ်ပါတယ်တီလာဆိုတာ၅ပါးတီလာ၈ပါးတီလာ၉ပါးတီလာ၁၀ပါးတီလာစသည်ဖြင့် အရေးအတွက်အားဖြင့်များပြတော့လဲပဲအရင်စစ်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးသေးကိုပဲထိန်းရတာပါဥမတောင်းဖို့အတွက် စီဝါရေးလုတ်တဲ့နေရာမှာနှုတ်ကမဟုတ်တာမပြောဘူးဆိုရင်နှုတ်နဲ့ပတ်သက်တဲ့သီလကိုထိမ့်သိမ်းပြီးသွားပါပြီသူတစ်ပါးကိုထိခိုက်စေတဲ့အရာမျိုးသူတစ်ပါးကိုပျက်စီးစေတဲ့အရာမျိုးကိုမလုပ်ဘူးဆိုရင် ကိုနဲ့ပတ်သက်တဲ့သီလကို ထိမ့်သိမ်းပြီးသွားပါပြီအဲ့ဒီလို နှုတ်နဲ့ကိုယ်နဲ့ကိုယ်ထိမ့်သိမ့်တာကိုပဲတီလာလို့ခေါ်တာပါ။ဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာတောင်းကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်စောင့်ရှောက်နိုင်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသူတစ်ပါးဤယုံကြည်မှုကိုရမှာ မဟုတ်ပါဘူး။သူတစ်ပါးဤယုံကြည်မှုကိုမရတဲ့သူဟာဥမာတောင်းဖို့အတွက်စီဝါရေးလုပ်တဲ့နေရာမှာရက်တည်ဖို့ဆိုတာဟာဘလို့မှမဖြစ်နိုင်ပါဘူး။ဒါကြောင့်ဥမာတောင်းမှတီလာဆောင်ရမှာမဟုတ်ပါဘူး။ ။ဥမတောင်းဖို့အတွက်သီလဆောင်ရမှာပဲဖြစ်ပါတယ်။ဒုက္ခဆိုတဲ့စကလုံးအတိတ်ပဲရှင်းပြပေးတော်မူပါဖရာတဲ့။ပြင်းထန်စွာပူပန်စေခြင်း၊တီးခတ်နိုင်ခဲ့ခြင်း၊စင်ရမှုဤတရားအကြောင်းဖြစ်ခြင်း၊ချမ်းသာမှုကိုပယ်ဆုံးခြင်းသဘောကိုပဲဒုက္ခလို့ခေါ်တာပါ။ပါဠိစာပေမှာဒုက္ခ၃ပါးဒုက္ခ၇ပါးဒုက္ခ၁၂ပါးဒုက္ခ၆၈ပါးဒုက္ခ89ပါးဆိုပြီး ဒုက္ခကိုဤအမျိုးမျိုးပြထားတာရှိပါတယ်။အရေးအတွက်အဖြစ်ဤအမျိုးမျိုးပြတော်လည်းပဲအချင်းချုပ်လိုက်မယ်ဆိုရင်ဒုက္ခကနှမျိုးပဲရှိပါတယ်။အဲ့ဒီဒုက္ခနှမျိုးကဘာလဲဆိုရင်ကိုယ်၌ဖြစ်သောဝိပဿင်းရဲ့ကာယိကဝိပါကဒုက္ခစိတ်၌ဖြစ်သောဝိပဿင်းရဲ့စေတသိကဝိပါကဒုက္ခတို့ပဲဖြစ်ပါတယ်။နားလည်ပါစေနော်။အရှင်ဖေယမိဘနှစ်ပါးပုံကိုဖျားစင်ပေါ်တင်ပြီးကိုးကွယ်လို့ရပါသလားဖေယတဲ့။ ကိုးကွယ်တာနဲ့ပူဇော်တာခွဲခြားပြီးသိထားဖို့တော့လိုပါတယ်။ဖရာတရားတန်ကယရနာ၃ပါးသည်တန်တရာဝိစေယကလွမြောက်စေနိုင်တဲ့အကျိုးကိုပေးစွာနိုင်တဲ့အတွက်ဖရာတရားတန်ကယရနာ၃ပါးကိုကိုယ်လည်းကိုးကွယ်ထိုက်ပါတယ်၊ကိုယ်လည်းပူဇော်ထိုက်ပါတယ်။မိဘတွေကတော့တန်တရာဝိစေယကလွမြောက်စေတဲ့အကျိုးကိုမပေးစွာနိုင်တဲ့အတွက်မကိုးကွယ်ထိုက်ပါဘူး။သို့တော့မိမိကိုမွေးထားတဲ့မွေးကြီးစု ကျွေးထားတဲ့ကျွေးကျေးဇူးတွေရှိတဲ့အတွက်အဲ့ဒီကျေးဇူးတွေကိုပူဇော်တဲ့သဘောမျိုးဖြင့်ဖះเจ้าဆောင်မှာပုံထားပြီးပူဇော်တာကတော့ပူဇော်ကောင်းပါတယ်